ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ကြီးရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့နိုဝင်ဘာလ17ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အထူးတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကူပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးတဲ့သတင်း။ အော်တိုဘာလအတွင်းအကြံဖတ်ဆေးဥစုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးရှိလာတဲ့တည်င်းတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာခရူနီဘန် UAB နဲ့မိဖက်ပြုလုပ်နေတဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB အပေါ်အရက်ဖတ်အဖွဲ့တွေဝေဖန်ပြစ်တင်တဲ့တည်င်းမရယာစင်ကူးတပိတ်ချင်းမိုးကုတ်မြို့တွေမှာစီရေးအခြေအနေတင်းမာနေတယ်လို့ TRNU ဟာအတည်ပြုတဲ့တည်င်း နန်းစုံမြို့နယ်မှာအကျန်းဖတ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာရန်သူတပ်သား၄ဦးသေဆုံးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်ရနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ်။အထူးတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကိုးပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးတဲ့တဲ့နဲ့ပတ်သက်ပြီးပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကိုးပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တက်ဆင်ပေးတဲ့အခမ်းအနားကိုဘကိုးတိုင်းရှေ့တန်းစခန်းတစ်ခုမှာနိုဝင်ဘာလ10ရက်နေ့မနက်10:00နာရီအချိန်ကပြုလုပ်ခဲ့ပါတယ်။အထူးတိုင်းစစ်ဌာနကတိုင်းစစ်ဌာနစစ်စင်ရေးကုကဲမှုတွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောင်းများအဖြစ်ကုကဲမှုခံယူပြီးစစ်စင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးခဲ့တာပါ အခမ်းအနားမှာအထူးတိုင်းစစ်ဌာနတိုင်းကိုကရေမှုရဲဘော်အောင်ဆန်ရှားနဲ့ဒုကိုကရေမှုရဲဘော်အေမင်ထွန်းတို့ကအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ဆလဘီတိုင်းစစ်ဌာနအရာရှိတွေနီးပြူဟာမှုများမှ PDF ပကဖပူပေါင်းစစ်စင်ရေးကိစ္စတွေသတင်းထောက်လန်းရေးနဲ့ထောက်ပို့ကိစ္စတွေကိုဆွေးနွေးပြောကြားခဲ့ပါတယ်။ဆလဘီလက်နက်တွေကြည်ပေါက်တွေကြည်ခဲရန်တွေပေးအပ်ခဲ့ကြပြီးတပ်ဆိုင်ရာပကဖတာဝန်ရှိသူတွေကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အထူးတိုင်းစစ်ဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ရဲ့လမ်းညွန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတွေဒေသအခြေပြုကာကွယ်ရေးအဖွဲ့ LDFS တွေကိုစစ်စင်ရေးအရှိန်မြင့်ဆောင်ရွက်နိုင်ရန်လိုအပ်တဲ့အုတ်ချုပ်ထောက်ပံ့ရေးကိစ္စများဖြည့်ဆည်းရေးနဲ့ COC နှစ်ရက်တွင်နဲ့အညီအင်အားများစုစည်းတည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့အထူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ော်တိုဘာလအတွင်းအကြံဖတ်စုပ်စုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးထိရှိလာတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။2025ခုနှစ်အော်တိုဘာလအတွင်းအကြံဖတ်စုပ်စုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးရှိပြီးတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးမှန်းဦးရေ80ထိရှိတယ်လို့ပြည်သူ့ပန်းနိုင်ရဲ့စီးရင်တွေအရသိရပါဗျ။ပပောင်းခုလုံလာသူတွေကစစ်သား42ဦးရဲတအူးနဲ့ပြည်သူစစ်3ဦးတို့ဖြစ်ကြပြီး အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်သား42ဦးထဲက35ဦးကအထမစစ်သားစုဆောင်းခံရသူတွေဖြစ်ပါတယ်။အလင်းဝင်ပူပေါင်းလာတဲ့စစ်သား42ဦးကချင်းပြည်နယ်က4ဦး၊စကိုင်းတိုင်းက6ဦး၊ပဲခူးတိုင်းက8ဦး၊ရန်ကုန်တိုင်းက2ဦး၊တနင်္သာရီတိုင်းက12ဦး၊ကရင်ပြည်နယ်က3ဦး၊ကရင်နီပြည်နယ်က4ဦး၊ရှမ်းပြည်နယ်က2ဦး၊မန္တလေးတိုင်းက2ဦးလို့ဖြစ်တယ်လို့သိရပါတယ်။ရဲနဲ့ပြည်သူစစ်တွေရဲ့အလင်းဝင်မှုကိုကြည့်မယ်ဆိုရင် မကွေးတိုင်းမှရဲ2ဦး၊စကိုင်းတိုင်းကပြည်သူစစ်3ဦးလို့ဖြစ်တာကိုတွေ့ရပါတယ်။ ဒါအပြင်အကြမ်းဖက်စစ်သား68ဦးနဲ့ပြည်သူစစ်73ဦးကိုစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီအကြမ်းဖက်စစ်သား68ဦးအနက်23ဦးမှာအာရမစစ်မှုထမ်းစုဆောင်းခံရတဲ့တပ်သားတွေဖြစ်ပါတယ်။စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးရမိတဲ့အကြမ်းဖက်စစ်သား68ဦးကတော့မန္တလေးတိုင်းက9ဦး၊မကွေးတိုင်းက38ဦး၊စကိုင်းတိုင်းက4ဦး၊ကချင်ပြည်နယ်က2ဦး၊ပဲခူးတိုင်းက14ဦးနဲ့မွန်ပြည်နယ်က2ဦးလို့ဖြစ်ပါတယ်။စစ်တုံးမှန်းအဖြစ်ဖမ်းမိတဲ့ပြည်သူစစ်73ဦးကတော့တနင်္သာရီတိုင်းက2ဦး၊စကိုင်းတိုင်းက9ဦး မန္တလေးတိုင်းက2ဦးနဲ့ကရင်ပြည်နယ်က3ဦးလို့ဖြစ်ပါတယ်။ဒီနှစ်ဇန်နဝါရီလကနေအော်တိုဘာလအထိအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2246ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ရေးစီးရင်တွေမှာဖော်ပြထားပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာကရိုနီဘန် UAB နဲ့မိဖက်ပြုလုပ်နေတဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB အပေါ်အရက်ဖက်အဖွဲ့တွေဝေဖန်ပြစ်တင်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ အကြံဖတ်မြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သက်ဆက်နွယ်နေပြီးဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာခရိုနီဘန် UAB နဲ့မိဖက်ပြုလုပ်နေမှုတွေအပေါ်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB ရဲ့နှုတ်ဆက်နေမှုအပေါ်အရက်ဖတ်အဖွဲ့တွေကဝေဖန်ပြစ်တင်နေကြတယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ဒါအပြင်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုတုံ့ပြန်ဖြေကြားခြင်းမရှိတဲ့ JCB ကုမ္ပဏီ Limited ကို Justice for Myanmar မဲခေါင် Watch နဲ့ဂျပန်အဖွဲ့အစည်း၅ခုတို့ကပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။ JCB အနေနဲ့စေအုပ်စုရဲ့လေယံစီထောက်ပံ့ရေးကွင်းဆက်မှာဆက်နွယ်ပါဝင်နေတဲ့ဒဏ်ခတ်ပိတ်ဆို့ခံခရိုနီပိုင်ဘန်နဲ့မိဖက်အဖြစ်ဆက်လက်ရှိနေတာကလက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါတယ်အကြံဖတ်စေအုစုကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမတိုင်မီနိုင်ငံတော်ဝန်လေချောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေချိန်မှာတော့ဒီစီးပွားရေးဆက်ဆံမှုတွေကဆက်လက်ရှိနေတာပါ JCB အနေနဲ့ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့မဖြစ်နိုင်သလိုပုံမှန်အတိုင်းစီးပွားရေးဆက်လက်လှုပ်ဆောင်ဖို့ရလည်းမဖြစ်နိုင်ပါဘူး။၎င်းတို့အနေနဲ့မိမိတို့လိုက်နာရမယ့်နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကိုလိုက်နာရမှာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းစစ်ရာဇဝမှုတွေကိုကူညီအားပေးနေတဲ့ဘယ်စီးပွားရေးလုပ်ငန်းကိုမဆိုပံ့ပိုးကူညီတာမျိုးတွေမလုပ်ဖို့လိုအပ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယေဒနာမောင်ကပြောပါတယ်။အရပ်ဖက်အဖွဲ့တွေရဲ့ပေးစာကို2025ခုနှစ်ဇွန်လ18ရက်နေ့မှာမြန်မာနဲ့ဂျပန်အဖွဲ့အစည်းတွေက ပူရဲပေးပို့ခဲ့ရာမြန်မာနိုင်ငံတွင် JCB ဘဏ်ကတ်တွေအတွက်ကိုစားငွေကောက်ခံရှင်းလင်းသူအဖြစ်ဆောင်ရွက်တဲ့ UAB ဘဏ်နဲ့စီးပွားရေးဆက်နွယ်မှုတွေဆက်လက်ရှိနေမှုအပေါ်လူ့ခွင့်ရေးဆိုင်ရာအထူးစိုးရိမ်မှုတွေအဖြစ်ထောက်ပြခဲ့တော်လဲဒီကနေ့အချိန်ထိ JCB ကဒီအပေါ်မှာနှုတ်ဆက်နေစေဖြစ်တယ်လို့ဖော်ပြထားပါဗျာ။ မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးကိုယ်စားလှယ်က United Emirates Bank လို့အရင်ကသိကြတဲ့ UAB Bank ကိုအကြံဖတ်မြန်မာစစ်တပ်ထံ LNC ထောက်ပံ့ရောင်းချနေတဲ့ကုမ္ပဏီတွေအတွက်ငွေပေးချေမှုဝန်ဆောင်ပေးတဲ့ဗန်နာရေးအဖွဲ့အစည်းတစ်ခုအဖြစ်2024ခုနှစ်ဇွန်လမှမှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးကိုယ်စားလှယ်ကဆေးဥစုရဲ့ရက်သားပြည်သူများအပေါ်အစဉ်ကျင်မဲ့လေကြောင်းတိုက်ခိုက်မှုများအဖြစ်အကြမ်းဖက်ချင်းချောက်နိုင်စွမ်းက ၎င်းတို့ရဲ့ဂျက်လီယင်များနဲ့ရဟတ်ယင်များပြန်တန်းနိုင်ရန်အတွက်လိုအပ်သောလီယင်စီဝယ်ယူရရှိနိုင်မှုအပေါ်တိုက်ရိုက်မိခိုနေကြောင်းမှတ်ချက်ပြုရေးသားခဲ့ပါတယ်။ဗနာယီအဖွဲ့အစည်းတွေကို UAB နဲ့ရှိနှင့်ထားပြီးဖြစ်တဲ့ဆက်ဆံရေးများကိုရပ်တန့်ဖို့လဲကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတိုက်တွန်းခဲ့ပါသေးတယ်။ဂျမ်ဖတ်ဆေအုစုက2025ခုနှစ်ဒီဇင်ဘာလအတွင်းအတူရောင်ရွေးကောက်ပွဲတရက်ကိုကျင်းပဖို့ပြင်ဆင်နေသလိုတစ်ဖက်မှာလည်းကလေးသူငယ်များအပါအဝင်အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တည်ကြည်စေတဲ့ အစင်ချင်းမဲ့လေချောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာနေပြီးလူနေကျေးရွာများစာတင်ကျောင်းများနဲ့စေယုံစေကံများကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။မရီယာစင်ကူးတပိတ်ချင်းနဲ့မိုးကုတ်မြို့တွေမှာစီရေးအခြေအနေတင်းမာနေတယ်လို့ TIN viewer ကအတည်ပြုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမရီယာစင်ကူးတပိတ်ချင်းနဲ့မိုးကုတ်အစရှိတဲ့မြို့တွေမှာလက်ရှိစီရေးအခြေအနေဆက်လက်တင်းမာနေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TIN viewer ကမနေ့ကထုတ်ပြန်ပါဗျာ။ မရယာမြို့နယ်နဲ့စင်ကူးမြို့နယ်နန္ဒမိတ်ချုပ်ဆက်ဒေသအထိအကြံဖတ်စစ်တပ်ကအပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ International Humanitarian Law IHRA ကိုချိုးဖောက်ကာတိုက်ခိုက်မှုတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စစ်ရေးအခြေအနေအရအရက်သားပြည်သူများအနေနဲ့လက်နက်ကြီးတွေ၊ဒရုန်းတွေ၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေမှရှောင်ရှားနိုင်ရန်အတွက်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရေးအတွက်လည်း TIMBR ကအသိပေးထားပါဗျာ။ ပြည်သူတွေအနေနဲ့တအားစိုးရင်ပူပန်မှုများမဖြစ်ကြရန်နဲ့ပြည်သူ့ကာကွယ်ရေးအင်အားစုတွေကထုတ်ပြန်တဲ့ကြေညာချက်တွေကိုအစဉ်တစိုက်နားထောင်ပေးဖို့အတွက်လဲတိုက်တွန်းထားပါတယ်။အထက်ပါမျိုးတွေစီတိုက်ခိုက်ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်ကို TRIV ဟာကအစွမ်းကုန်ကာကွယ်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ပြောပါတယ်။ပြည်သူလူထုရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ Federal ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် TRIV ဟာမှမမမတ်မတ်ရပ်တည်တိုက်ခိုက်သွားမယ်လို့ကတိပြုထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIU ဟာဗျူဟာအမှတ်63ရဲ့ကိုကဲမှုအောက်မှာ Ruby Land PDF မိုးကုတ်တပ်ရင်းတစ်ကိုတိုးချက်ဖွဲ့စည်းလိုက်တယ်လို့ TRIU ဟာကနိုဝင်ဘာလ6ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မိုးကုတ်သူမိုးကုတ်သားအများစုပါဝင်တဲ့ပြည်သူ့လုံခြုံရေးအဖွဲ့အင်အားစုမှစုဖွဲ့တည်ထောင်ထားတဲ့ PDF မိုးကုတ်တပ်ရင်းတစ်ဟာစင်ကူးတပိတ်ချင်းမိုးကုတ်ဒေသအလုံးကိုချုပ်ငုံကတော်လန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်မယ်လို့သိရှိရပါတယ်။ နန်းစုံမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ရာရန်သူတပ်သား၄ဦးသေဆုံးတဲ့တဲ့တင်ကိုထပ်မံတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်ငန်းစုံမြို့နယ်မြို့သားအရှိရွာကိုစစ်ကြောင်းထုလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုပရိသာမိုင်း၆လုံးနဲ့မနေ့ကတက်ခတ်ခဲ့ရာရန်သူတပ်သား၄ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ငန်းစုံကဒီကနေ့မှထုတ်ပြန်ပါဗျ။မျိုးသားစကန်းကနေစစ်ကားနှစ်စီးအပြင်ခြေလျင်စစ်ကြောင်းနဲ့ကားလန်အတိုင်းလာတဲ့အင်အားတရာခန့်ပါအကြမ်းဖက်စစ်ကြောင်းကိုနိုဝင်ဘာလ10ရက်နေ့မနက်9:30မိနစ်အချိန်က စစ်မှုဆောင်လမ်းမိုင်းတနေရာမှာပဒေသာမိုင်း6လုံးနဲ့တိုက်ခိုက်ခဲ့တာပါအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ကကျွဲစင်ရွာတဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူနေအိမ်တွေထဲရွှေငွေများဝင်ရောက်ယူကာဒေသခံများကိုတရားခံများအဖြစ်ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်တပ်ကတရားခံများခေါ်ကာမြို့သားဘက်ကိုစစ်ကြောင်းပြန်ထွက်လာတဲ့အချိန်မှာ40မမဘုံသီးနှလုံးနဲ့ပြစ်ခတ်ခဲ့ပြီးအထက်ပါမစ်ရှင်ကိုဖော်ဆောင်ခဲ့တဲ့ Special Task Force ငန်းစုံတပ်ဖွဲ့မှရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျာ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်ရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအောင်လန်လွှင့်မြည်တောင်းသွင်းဤတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မြည်တောင်းတွင်းဤတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီး အကြံပတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မျိုးနယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံပတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မျိုးနယ်မှာနောက်ပြန်မလှည့်ခြင်းဒီတော်လံရေးတပိတ်စစ်ကြောင်းက အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြံပတ်စစ်တပ်ကြာရှုံရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါဗါးဆန္ဒပြဒေါ်လန်ပြည်သူတွေကနောက်ပြန်မလဲကြေးဒီဒေါ်လန်ရေးသပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံပတ်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရွှေဥက္ကံလူလူသပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသပိတ်ကိုနိုဝင်ဘာလ9ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအတ္တမအမြင့်ဖြတ် တော်လှန်လမ်းပေါ်ကရွှေဥကန်လူလူတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြောင်ရှင်ရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့နိုဝင်ဘာလ17ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ